ယောဂီတပည့်ရိုက်ဖို့အတွက်အပေါင်းကုချင်တာလို့ဘုံကြီးရက်တောင်ရိုက်ဖို့အတွက်ကျွန်တော်တို့ပေါင်းကုချင်တာလို့ဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီစပစီဆိုင်ဒီမှာကျွန်တော်တို့ပုံကူးကော်ဝယ်လို့ရတယ်။နောက်ပုံကူးဈေးဝယ်လို့ရပါတယ်เนาะ။အဲ့တော့ကျွန်တော်ပုံကူးကော်နဲ့ဒီပုံကူးဈေးနှစ်ခုကိုအချိုးကျရောပြီးသွားပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့ဒီဒီပိုးစာပေါင်းကိုကျွန်တော်တို့ကဟိုကော်တုတ်ပါမယ်เนาะ။ အတွင်းပြင်ပေါ့လေကော်တုံးမယ်ကော်သိမ့်မယ်ပေါ့ဒါအတွင်းပြင်နှစ်ဖက်ပေါ့နော်အထူးသဖြင့်တော့ကျွန်တော်တို့ကဒီသင်္ကန်းတိုက်ပိုင်ရှင်ကြီးအတွက်ပေါ့လေဒါလွဲပါတယ်ကျွန်တော်ဘုံကြီးရက်တောင်ရိုက်တာတွေယောဂီတစ်ဖက်ရိုက်တာတွေလွဲပါတယ်အဲ့တော့ကျွန်တော်တို့ကပိုးစာပေါင်ကိုကော်ကိုကျွန်တော်တို့တုတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီကော်ကိုကျွန်တော်တို့ကနော်ဒီညီအောင်စစ်ပြီးသွားပြီဆိုရင်အမောင်ကန်းတွေကိုသွားအဲ့တော့အဲဟဲရွန်ရာလေမုတ်ဆက်နဲ့ကျွန်တော်တို့ကဟို အတွင်းပြင်6အောင်အတွင်း1မိနစ်အပြင်1မိနစ်လောက်စီကျွန်တော်တို့ဒီချာလေးမှုတ်မယ်အပြီးရင်ကိုမိမိကူးခြင်းတဲ့ဒီဒီဇိုင်းဒီပေါ်လေးနော်အဲကျွန်တော်တို့ပြချွဲစီတခုခုတုံးမယ်ပေါ့တုံးပြီးတော့စီစီစကူပြောင်းလုပ်မယ်ပြီးရင် lighting လင်းပြီးနဲ့ပြမယ်ပေါ့လीနော်အာကျွန်တော်တို့ကတော့ဒါ6မိနစ်လောက်ပြထားတယ်ဒါဆိုရင်ကျွန်တော်တို့ပြေကန်နေနေပြီအဲ့တော့သမတ်တဲ့ဒီ lighting ပြည့်ပြီဆိုတော့ရေကန်ထဲကိုသွားတယ်ရေလောင်းတယ်အဲပြီးရင်ကျွန်တော်တို့က ဒီပန်းเนี่ยအခုလိုထိုးချလိုက်တယ်ပေါ့เนาะဒါဆိုရင်တော့ကျွန်တော်တို့ကအာပုံကူးတဲ့အဆင်ကဒါပြီးပါပြီเนาะအားလုံးပဲအဆင်ပြေကြပါစီပညာပို့သူရတိုးတက်ကြပါစီ